ဘလုံးကစားတယ်ဆိုတာနူးညံ့ပြီးတိမ်ဝေးတဲ့ဒေဂီတာတစ်ခုနဲ့တူတယ်ဆိုရင်အဲ့ဒီဒေဂီတာကိုရေးသားပုံဖော်ပေးနိုင်တဲ့နည်းပြတွေအများကြီးရှိနေတယ်။ဒါပေမဲ့တကယ်လို့များ heavy metal ဆိုတဲ့အရန်ပြင်းထန်တဲ့ဒေဂီတာတစ်ခုသာဆိုရင်အဲ့ဒီအရာကိုပုံဖော်ပေးနိုင်မယ့်နည်းပြတစ်ယောက်ပဲရှိတယ်။အဲ့ဒါဘလုံးကစားနည်းကိုအကြမ်းကြမ်းတန်းတန်းပြင်းပြင်းထန်ထန်ပြအောင်ပုံဖော်ခဲ့တဲ့ယာဂန် clock having the ball playing football or passes and it's like a orchestra yeah but like a, it's a silent song i think yeah and i like the um i like heavy metal more နီးပြတရားဘလို့ဖြစ်လာတာလဲသူရဲ့သမိုင်းတွင်မဲ့အောင်မြင်မှုတွေကိုဘလို့စူးစမ်းပြီးရှာခဲ့ရလဲဒီလိုကစားနည်းပြူဟာတွေအပြင်သူဖြတ်တန်းလာခဲ့ရတဲ့ခီးလန်းအနေအမြင့်အတက်ကြတွေကိုဒီဗီဒီယိုထဲမှာပြောပြပေးပါမယ်ဟောလုံးကွင်းရဲ့ဘေးမှာလက်သီးလက်မောင်းတန်းပြီးအောင်ပွဲခံနေတဲ့နီးပြတရားလီဗာပူးအသင်းကြီးရဲ့ရာလတ်ဆိုးတွေကြားထဲကနေအသင်းတိုင်းချိန်ရတဲ့အထိ တေချာပြုစုနိုင်ခဲ့တဲ့ဖခင်ကောင်းတယောက်အနိုင်ကိုလောဘကြီးပြီးအရှုံးကိုတင်ယူတတ်တဲ့သူ့ရဲ့အချင်းကသူ့ငယ်ဘဝနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါတယ်ခုဆိုရင်ယာကင်ကလော့ကလီဗာပူးကနေအနားယူလိုက်ပြီဒီလိုအနားယူရတာကလည်းအသင်းနဲ့အဆင်မပြေလို့ဘာညာကိစ္စတွေကြောင့်မဟုတ်ပဲမိသားစုကိုအချိန်ပေးပြီးအေးအေးဆေးဆေးအနားယူချင်တာကြောင့်ပါတဲ့ဒါပေမဲ့မကြသေးခင်လောက်ကပဲယာကင်ကလော့တယောက်လီဗာပူးစီကိုပြန်လာနိုင်တယ်ဆိုတဲ့စကားသံတွေဟိုးလေးတကြောကြောထွက်လာခဲ့တယ် လီဗာပူးပရိသတ်တွေအနေနဲ့ကလည်းကလော့ကိုအရန်ချစ်ကြတော့လီဗာပူးစီကိုသာပြန်လာမယ်ဆိုရင်ဝမ်မတ်သက်သာနဲ့ကြိုးစုံမဲ့သူတွေကြည့်ပဲလေယာကင်ကလော့ဆိုတာကအသင်းကလူတွေနဲ့လည်းထင်းဝော့ကောင်းကောင်းတိဆောက်နိုင်ပြီးတော့အချိတ်ဆက်မီမီနဲ့ကြန့်ခိုင်တဲ့အသင်းတစ်ခုဖြစ်အောင်တိဆောက်ပေးနိုင်တဲ့လူတစ်ယောက်ပါလီဗာပူးမှာပဲဆယ်နှစ်နီးပါးလောက်နီးပြလုပ်ခဲ့တာဆိုတော့တယောက်နဲ့တယောက်တန်ရောစင်တွေလည်းအတော်ကြီးမားနေတော့ပါပဲတနည်းနည်းလောက်အနာမှာအတူရှိပေးခဲ့တဲ့လူကိုတော့တသက်လုံးမေးမရဖြစ်နေတာဆိုတော့ဒီဆယ်နှစ်ဆိုတဲ့အချိန်ကာလကြီးကမိသားစုတန်ရောစင်လိုမျိုးတော့ ဖြစ်နေလောက်ပါပြီတကယ်တော့ clock ကလီဗာပူးအတွက်ကယ်တင်ရှင်ကြီးတစ်ယောက်ပါ2015လောက်က clock တစ်ယောက်ဒေါမွန်ကနေအနားယူတဲ့အချိန်မှာသူ့ကိုနီးပြရာသူအတွက်ကန်းလန်းလာတဲ့အသင်းတွေအများကြီးပါပဲဒီထဲမှာမန်ယူတောင်ပါပါသေးတယ်မန်ယူနဲ့အပြိုင်အင်္ဂလန်ရဲ့သမိုင်းဝင်သင်းသားကြီးလီဗာပူးကပါ clock ကိုအသေးအံခေါ်ယူခဲ့တယ်ဒါပေမဲ့လူတွေတော်တော်များများထင်ထားတာကမန်ယူကတော့နီးပြအသေးရတော့မယ်ဆိုပြီးတော့မှမှန်းခဲ့ကြပါတယ်ဘာလို့ဆိုလီဗာပူးကအဲ့ဒီချိန်တော့က တမိုင်းစာအုပ်ထဲမှာအိတ်ပြောနေတဲ့ဟင်းသာကြီးတစ်ကောင်ဖြစ်နေအောင်မန်ယူလိုမျိုးငွေကိုရေးလို့သုံးနိုင်တဲ့အသင်းလို့ဆရာကြီးဘသူ့ကိုဝယ်ခြင်းလဲရိုနယ်ဒိုလားမက်ဆီလားစီးရီးသသင်းလုံးဝယ်မလားပတ်စံရှိတယ်နော်လို့လည်းမပြောနိုင်ဘူးအသင်းကကစားသမားတွေကလည်းရှယ်ရီကြီးပဲကြိုက်တယ်လို့ကစားလို့ရတယ်ဆိုပြီးတော့လည်းလင်းမကျေနိုင်ခဲ့ဘူးလေဒါပေမဲ့လီဗာပူးအနေနဲ့ခလော့နဲ့တိုင်ပင်ပြစ်ခဲ့တာတခုတည်းရှိတယ်အဲ့ဒါကတော့ရေရှည်အတွက်ဘလို့တွေဆက်လုပ်ကြမလဲဆိုတာပါပဲဒီချက်တစ်ခုတည်းနဲ့ခလော့တယောက် အကြီးအမားဆုံးဆုံးဖြတ်ချက်ကြီးတစ်ခုကိုချမှတ်နိုင်ခဲ့တယ်။မန်ယူကိုကြော်ပြီးအထည်ကြီးပြတ်ဖြစ်နေတဲ့လီဗာပူးစီသွားဖို့ပါပဲ။လီဗာပူးစီရောက်လာခဲ့တဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာလည်းသတင်းတော့တယောက်ကနေမော်ရင်ယူကတော့သူ့ကိုယ်သူ special one လို့သတ်မှတ်တယ်။မင်းအနေနဲ့ဆိုရင်ကောကိုယ့်ကိုဘယ်လိုသတ်မှတ်မလဲဆိုပြီးမေးတော့ငါကတာမန်လူတယောက်ပဲ။ I'm normal one ဆိုပြီးတော့မှရိုးရှင်းရှင်းပဲပြန်ဖြေခဲ့ပါတယ်။ So I'm a totally normal guy. I'm I'm the normal one maybe if you want this. ဒါပေမဲ့တကယ်တမ်းသူကတာမန်မဟုတ်တဲ့တာမန်လူတစ်ယောက်ဆိုတာကိုတော့နောက်ပိုင်းမှာလေဘာဘူးပြိသက်တွေသိလာခဲ့ရတယ်။သူနီးပြဖြစ်ပြီးတဲ့နောက်ပိုင်းကစားပွဲတွေမှာတော့အသင်းရဲ့ပြိုလဲနေတဲ့စိတ်ဓာတ်တွေကိုတဖြည်းဖြည်းဆွဲတင်ရတယ်။ Cloth သတ်မှတ်ထားတဲ့ဘောလုံးဆိုတာကကစားသမားတွေကောင်းနေမှာမဟုတ်ဘူး။တယောက်နဲ့တယောက်အချိတ်ဆက်မိမိနဲ့ကိုတာဝင်ကိုကြေဖို့ပဲ။ဒီလိုခံယူချက်တစ်ခုကိုလေဘာဘူးကစားသမားတွေစီကိုထည့်ပေးခဲ့တယ်။အသင်းမှာလည်းပတ်စံမရှိတဲ့အချိန်မှာလူဝဲဖို့ကိုပဲဦးစားမပေးတဲ့ Cloth အတွက်လေဘာဘူးအသင်းမှာအခြားလုံးစရာတွေအများကြီးနဲ့ကိုအလုံးရှုံနေခဲ့တယ်။ ဒါပေမဲ့ဘယ်ရမဆိုအစာပိုင်းမှာမตายရခဲ့ပါဘူး။ခလော့ရောက်လာတဲ့အထိလီဗာပူးကအရှုံးတွေတော်တော်များများနဲ့ကျင်ဆိုင်ခဲ့ရတယ်။ဖလားတွေအားလုံးနဲ့လည်းဝင်းနေခဲ့ရပြီး2018မှာဆိုရင်လည်းဂိုးသမားရဲ့အမားကြောင့်တချို့အသင်းတွေလိုဒုတိယလူဖြစ်ခဲ့ရတယ်။ဒီနေရာမှာတာမန်လူတယောက်အတွက် တာမန်မဟုတ်တဲ့စိတ်ဓာတ်ပြင်းထန်မှုတွေစူပွက်လာခဲ့တယ်လို့ပဲပြောရမှာလားပဲ။တကယ်တာမန်လူတယောက်သာဆိုရင်တော့ဒီလိုအထည်ကြီးပြတ်ဖြစ်နေတဲ့အသင်းကြီးနဲ့ဘာမှရေရေရာမဟုတ်တဲ့နေရာမှာဆက်မရက်တည်ကျင်တော့တဲ့ခံစားချက်တွေဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ clock ကလည်း clock ပါပဲဒီရှုံးတွေကသူ့အတွက်ပို့ပြီးတော့မှစာလောင်စေခဲ့တယ်2019 Champion League မှာတော့ဒီလိုပြင်းထန်တဲ့စိတ်ဓာတ်တွေကြောင့်ပဲတချို့အသင်းတွေမရဘူးခဲ့တဲ့ဖလားယူကင်မြောက်ခွင့်ရခဲ့တယ်ပြီးခဲ့တဲ့2020ခုနှစ်မှာလည်းနှစ်30လောက်ထိစောင့်ဆိုင်းနေခဲ့ရတဲ့ Premier League title ကြီးကိုအရယူပြနိုင်ခဲ့တယ်အဲ့ဒီအချိန်ကနေစပြီးတော့ clock တယောက်က Liverpool ပြိုင်သက်တွေအတွက်သူရဲကောင်းကြီးဖြစ်လာခဲ့ပါတယ် clock အခုလိုသူရဲကောင်းဖြစ်လာရတာကသူ့ရဲ့ view ကမြောက်တဲ့အတွေးတွေကြောင့်ပါပဲ သူများတွေကဘောလုံးကစားတယ်ဆိုတာနူးညံ့ပြီးကြည်နူးစရာကောင်းတဲ့တေဂီတာလို့သတ်မှတ်ကြရင်သူ့အတွက်ကတော့ပြင်းထန်ဆူညံတဲ့ heavy metal ဂီတာတစ်ခုပါပဲအဲ့ဒါကြောင့်လေလီဗာပူးရဲ့ကစားကွက်တွေကပြင်းထန်နေတာပေါ့တခြားသင်းတွေကဘောလုံးအလူခံလိုက်ရပြီဆိုတာနဲ့ဂိုးမပေးရဖို့အရေးအသေးအတန်စ조사ကြတယ်ချက်ချင်းဆိုသလိုနောက်ကိုပြန်ဆုတ်ပြီးတော့သတိနဲ့နေကြရတယ်ဒါပေမဲ့ခလော့ရဲ့အတွေ့ကဒီလိုမဟုတ်ပြိုင်မဲ့ကစားသမားတယောက်ကိုစီကနေဘောလုံးလူယူနိုင်တဲ့အချိန်ကသူ့အတွက်ဝမ်းသာရအောင်အချိန်နဲ့ ဘသူ့ကိုပေးရမလဲဘေဘက်ကိုသွားရမလဲဆိုပြီးဇဝေဇဝဖြစ်နေတဲ့အချိန်လို့ clock ကသတ်မှတ်တယ်ဒီအချိန်မှာကြားအုပ်ကြီးလို့အဲ့ဒီပြိုင်ဘက်ကိုအုပ်စုလိုက်ဘောလုံးပြန်လူလိုက်နိုင်တယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာပါအနိုင်ယူလိုက်တာပဲဒီစနစ်ကို German လို့ G E G E N P R E S S I N G Gigan Pressings လို့ခေါ်ပြီးလူတိုင်းသိကြတဲ့စကားလုံးကတော့ Counter Pressing ပါပဲဒါကသူ့အချိန်ချင်းအသုံးချခဲ့တဲ့နည်းပြူဟာတစ်ခုပါဒီလိုအသုံးချနိုင်ဖို့အတွက်လဲသူ့အနေနဲ့အဖွဲထဲမှာ ထင်းဝော့ကောင်းကောင်းလေးဖန်တီးခဲ့တယ်။ဘောလုံးလူးနိုင်ပြီဆိုတာနဲ့တုံးတိုက်တိုက်ကြားကြိုက်ကြိုက်ရှေ့ကိုပဲဆက်သွားတဲ့နီးဗျူဟာလည်းသူ့အကြိုက်ဆုံးနီးဗျူဟာတွေကတခုပါပဲ။ဆိုလိုချင်တာကဘောလုံးရပြီဆိုတာနဲ့ပြိုင်ဘက်ကခံစစ်တော်မပြင်းနိုင်ခင်မှာပဲဂိုးရဖို့ကိုစူးစမ်းရတာပေါ့။ဒီစနစ်ကိုအကောင်အထည်ဖော်တဲ့နေရာမှာ clock ကအသင်းထဲကလူတွေရဲ့အခန်းကဏ္ဍတစ်ခုချင်းစီကိုလည်းတေချာရွေးချယ်ထားခဲ့တယ်။မင်းတော်ပြောရမယ်ဆိုရင်ဖာမီနိုကနေစပြောရလိမ့်မယ်။သူက clock ရဲ့နီးစနစ်ကိုပုံဖော်ပေးတဲ့အရေးပါဆုံးကစားသမားတစ်ယောက်ပဲ သူ့အနေနဲ့ကွင်းလယ်လောက်မှာအဓိကကျင်လည်ရတဲ့တိုက်စစ်မှုတစ်ယောက်ပေါ့ဗျာသူ့ရဲ့တာဝန်ကတောင်ပံမှာရှိနေတဲ့ဆာလန်နဲ့မာနေတို့နေရာလို့ရသွားဖို့ ਨੇ သူတို့စီကိုဘောလုံးချောချောမွေ့မွေ့ရောက်သွားဖို့အတွက်ပဲဆာလန်နဲ့မာနေရဲ့တာဝန်ကတော့ကိုစီရောက်လာတဲ့ဘောလုံးကိုလှလှပပလေးနဲ့ဆုံးသက်ရမယ်ပေါ့ဗျာတကယ်တမ်းဒီအချိန်တွေကပြည့်စုံနေတာမျိုးတော့မဟုတ်ပါဘူးခွင်းလယ်မှာနေနေရတယ်မာနေနဲ့ဖာမီနိုအလုပ်တွေအများကြီးလုပ်နေရတဲ့အခါခွင်းလယ်မှာလိုအပ်ချက်တွေရှိသွားလိမ့်မယ်အဲဒါကြောင့်ခွင်းလယ်ရောနောက်တန်းမှာကစားနိုင်တဲ့အာနိုးလိုလူမျိုးကို လူငယ်အသင်းကနေဆွဲထုတ်လာခဲ့တယ်။ဒါပေမဲ့အာနုကကွင်းလေကိုရောက်နေပြီပဲထား။ရုတ်တရက်အမှားတစ်ခုကြောင့်ပဲဘောလုံးကပြိုင်မဲ့အသင်းရဲ့ခြေတော်ထဲကိုပြန်ရောက်သွားပြီ။နောက်တန်းအထိပင့်တင်လိုက်တယ်ဆိုရင်တော့အဲ့ဘွဲကပြီးသွားပြီ။အဲ့ဒီအာနေချက်ကိုဖာနိုင်မို့ခလော့ကတတိုင်းကြီးတစ်ခုကိုပတ်စံတွေအများကြီးပေးပြီးတော့ကိုဝဲခဲ့တယ်။သူကတော့အားလုံးသိကြတဲ့ဖန်တိုက်ပါပဲ။ဒီအချက်ကိုကြည့်ရင်ခလော့ရဲ့ကစားနည်းပြူဟာတွေကအားကစားတစ်ခုတည်းကိုပဲအခြေခံထားတာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေနဲ့ ပြင်းထန်တဲ့တိကိတာတစ်ခုကိုပါအခြေခံထားတယ်ဆိုတာကသိတာလွန်နေပြီဗျာတာမန်မဟုတ်တဲ့တာမန်သူတယောက်ဗျဒါပေမဲ့တကယ်လို့သူ့ကိုပထမဆုံးလာကမ်းလန်းခဲ့တဲ့မန်ယူကိုသာရောက်သွားမယ်ဆိုရင်ဒီထက်ကောင်းတဲ့နီးစနစ်တွေကိုထုတ်ပေးနိုင်မယ်ထင်လားဒါမှမဟုတ်ရေရှည်လက်တွဲပြင်မှာမဟုတ်ပဲခဏလေးနဲ့ပြန်ထွက်လာမလားကွန်မန်တွေမှာဖြေပေးသွားအောင်နော်တကယ်တော့အဲ့ဒီတော့ကမန်ယူဆိုတာကလည်းတာမန်အသင်းလေးတစ်ခုတော့မဟုတ်ပါဘူးပြိုင်ဆန်ရှားနေတဲ့အသင်းကြီးတစ်ခုပါပဲ ဒါရီအားလုံးကစာအဲလက်ဖာဂူဆန်ကြောက်ပါပဲ။မန်ယူကနေဖာဂူဆန်အနားယူပြီးမကြခင်ပါပဲ။ clock ကိုကန်းလန်းခဲ့တာမျိုးပါ။ဖာဂူဆန်ရဲ့လက်ထဲမှာတော့မန်ယူရဲ့သမိုင်းစာအုပ်ထဲမှာအလားပါဆုံးနဲ့ဖတ်လို့အကောင်းဆုံးစာပုဒ်တစ်ခုကိုပုံဖော်ခဲ့ပြီးပါပြီ။အောင်မြင်မှုတွေအများကြီးရခဲ့ပြီးတော့ခေါင်းဆောင်နိုင်မှုနဲ့စီစဉ်ညွှန်ကြားနိုင်မှုအပိုင်းမှာလည်းသူမတူတဲ့သူတယောက်ပါ။မန်ယူဖန်မဟုတ်ဘူးဆိုရင်တော့ဖာဂူဆန်ကိုကတော့လူတိုင်းကြိုက်ကြတာပါပဲ။အဲ့ဒီလိုဖာဂူဆန်ကိုချစ်တဲ့သူတိုင်းအတွက်ကျွန်တော်တို့ရဲ့ရွှေနှုတ် app ထဲမှာသူကိုယ်တိုင်ရေးသားထားတဲ့ dating ဆိုတဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာအုပ်ကသူ့ရဲ့နေစနစ်တွေနဲ့ခေါင်းဆောင်မှုပညာတွေကိုသူကိုယ်တိုင်ပြန်လဲရေးသားမျှဝေထားတဲ့စာအုပ်ကောင်းတော့ဦးပါဒါကြောင့် Ferguson နဲ့ပတ်သက်ပြီးစိတ်ဝင်စားရတဲ့ဆိုရင်ဒီစာအုပ်လေးကိုအတန်းနဲ့ရောစာနဲ့ပါဖတ်ကြည့်လို့ရပါပြီကဲဒါဆို Ferguson ကနေ clock စီပြန်လှည့်ကြည့်ရအောင် clock တော့ဒီလိုနေပြူဟာတွေနဲ့နေပြဘဝတစ်ခုလုံးကသူ့အဖေနဲ့ဓာတ်ရိုက်သက်ဆိုင်နေတယ်လို့မကြာခဏပြောခဲ့ဘူးပါတယ်အဲ့ဒီအကြောင်းကိုပြောဖို့သူ့ရဲ့ငယ်ဘဝကိုနောက်ကျောင်းပြန်ကြည့်ရအောင် clock ရဲ့ဇာတ်လမ်းအစက ဂျာမနီနိုင်ငံတောင်ပိုင်း Black Forest တဲက Glatten ဆိုတဲ့ရွာလေးတရွာကနေစတင်ခဲ့တာပါသူ့ရဲ့အမေကတော့ချမ်းသာတဲ့လူကုန်ထံမျိုးနဲ့ဖြစ်ပေမဲ့သူ့အဖေဖြစ်သူကတော့ဘာမှအဖြစ်မရှိတဲ့ဘိုးသမားရောင်ရောင်ကုန်းသေးရောင်ရောင်လူတစ်ယောက်ပါပဲ Clock အနေနဲ့သူ့အမေနဲ့အမနှစ်ယောက်စလုံးစီကနေဂီယူဆိုင်မှုတွေမြစ်တာတွေနဲ့ပိုးမွေးသလိုမွေးတာခံခဲ့ရပေမဲ့သူ့အဖေစီကတော့ဒီလိုတစ်ခါမှမရခဲ့ပါဘူး Clock ရဲ့အဖေက Clock အားတိုင်းအားကစားတစ်ခုမဟုတ်တစ်ခုလောက်ခိုင်းနေတယ် လှုပ်လိုက်တိုင်းလည်းတခါမှချီးကျူးတာမခံရသလိုအဆူပါခံရသေးတယ်ဗျာဥပမာဘောလုံးကစားလို့ဂိုးသုံးဂိုးဝင်နိုင်တယ်ဆိုရင်တော့ငါးဂိုးဝင်ရမှာကွာမင်းညံ့လိုက်တာကွာဆိုတာမျိုးတွေပေါ့ဗျာဒီလိုနဲ့သူ့ဘဝကိုပြောင်းလဲပေးနိုင်မယ်ဂျာမန်ပြည်ရင်းကလပ်တစ်ခုဖြစ်တဲ့ Mainz အသင်းမှာတိုက်စစ်မှုအဖြစ်နဲ့ဝင်ကစားခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာခံစမှုအနေနဲ့နောက်တန်းအထီကိုစင်းကစားပေးခဲ့ရတယ်ဒါကသူ့အတွက်ရှေ့တန်းရောနောက်တန်းပါဘလို့ကစားရမလဲဆိုတဲ့နေစနစ်တွေကိုသင်ယူခွင့်ရခဲ့တာပါပဲ။ သူကကစားသမားဘဝမှာသူများတွေလိုအရန်ကြီးတော်နေတဲ့သူတယောက်တော့မဟုတ်ဘူး။ဒါပေမဲ့သူ့စီမှာသူများနဲ့မတူတဲ့အချက်ကဘောလုံးအပေါ်ခံယူစိမ့်နဲ့ကစားနည်းဗျူဟာတွေလောက်ပဲရှိတယ်။ဒီလိုနဲ့2000ခုနှစ်မှာမိတ်အသင်းကဘွန်နက်လီကတူးရဲ့တန်းစင်းစုံသားမှာရုံးကန်နေခဲ့ရတယ်ဗျာ။နီးပြားကလည်းထုတ်ပယ်ခံလိုက်ရတဲ့အတွက်နောက်ပိုင်းမှာနီးပြားမဲ့ဖြစ်နေတဲ့သူတို့အသင်းအတွက်တာဝန်ရှိသူတွေကအသင်းရဲ့တတ်တန်းရှိကစားသမားလည်းဖြစ်သူများထံကစားဟန်အမြင်လဲပို့ရှိတဲ့ယာကင်ကလော့ကိုနီးပြားအနေနဲ့တာဝန်ပေးလိုက်တာပါပဲ။ စဉ်းစားကြည့်ဗျာမနေ့ရက်ထီအတူတူဘောလုံးကန်နေတဲ့အသင်းဘော်တယောက်ကချက်ချင်းဆိုသလိုနီးပြားကြီးဖြစ်သွားတာဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်မြင့်တင်မှုတွေနဲ့အချိန်ဆက်ကောင်းကောင်းအလုပ်လုပ်နိုင်တာတွေကြောင့်အသင်းသားတွေအနေနဲ့လိုလိုလားလားနဲ့ကိုလက်ခံခဲ့ကြတယ်လို့ဆိုတယ်ဒီကာလမှာပဲသူကင်ွယ်ခဲ့တဲ့ခုနှစ်ပွဲမှာ6ပွဲနိုင်နဲ့တန်းစင်းဆောင်ကနေပြန်ဆွဲခေါ်နိုင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ခရီးလမ်းကချောမနေခဲ့ပါဘူး2003ခုနှစ်မှာပဲသူတို့အသင်းအတွက်နောက်တဆင့်ဖြစ်တဲ့ဘွန်ဒက်လီကာစီကိုအရောက်ဖို့ဝေးနိုင်ပြီးနောက်ဆုံးပွဲလေးမှာ တီတီလေးကတ်လွဲသွားခဲ့တယ်။အဲ့ဒီနေကကလော့တယောက်ပရိသတ်နဲ့အတူတူမျက်ရည်ကျခဲ့ရတယ်။ဒီချက်ကိုကြည့်ရင်အသင်းပေါ်ထားတဲ့သူ့ရဲ့စိတ်ဓာတ်ကိုကွက်ကွက်ကွင်းကွင်းနဲ့ကိုတွေ့နိုင်တယ်ဗျာ။ဒါပေမဲ့ငငယ်ကလေးကဖေ့စီကနေဒီလိုခန်းစားချက်တွေကမကြမကြခန်းစားနေကြပဲလေ။ဒီရှုံးကနေဘာတွေသင်ခန်းစာရမလဲ။ဘာတွေပြောင်းလဲပြီးအကောင်းဆုံးဖြစ်အောင်ဆက်လုပ်ရမလဲရှာဖွေနိုင်ခဲ့တယ်။နောက်ဆုံးတော့2004ခုနှစ်မှာ Mace အသင်းရဲ့တမိုင်းတလျှောက်မှာပထမဆုံးအကြိမ် Bonelli ကိုပို့ဆောင်နိုင်ခဲ့တယ်။ မိန့်စ်လိုအသင်းငယ်လေးတသင်းအတွက်တော့ဒါကရွှေဖလားရတာထက်တောင်ပိုကြီးတဲ့အောင်မြင်မှုပါဒီလိုအချက်တွေကြောင့်ပဲနောက်ထပ်တန်းစင်းစုံတာရောက်နေတဲ့ဒေါမုံကလည်းမျက်စိကျလာခဲ့တယ်အဲ့ဒီတော့ကဒေါမုံဆိုတာကနာမည်ပဲရှိပြီးပတ်သက်မရှိတဲ့အသင်းကြီးတစ်ခုပါပဲမသိရင် तू ကပျက်စီးနေတဲ့အသင်းတွေကိုလိုက်ကဲတင်နေတဲ့နှစ်ဖျားကြီးကြနေတာပဲဗျာခုလည်းမကြခင်တန်းစင်းစုံတွေကဘယ်အသင်းစီရောက်သွားအောင်မလဲမသိဘူးဒါတွေထားပါယာဟင်ခလော့ကဒေါမုံအသင်းမှာပဲသူ့ရဲ့နီးစနစ်တွေကိုပိုကောင်းအောင်လုပ်ခဲ့တယ် heavy metal တို့ gigan pressing တို့ဆိုတာကဒီအသင်းတွေစီကနေလာတာပါ robert lewandowski mario gosse marco ru နဲ့ max hammer တို့လိုလူငယ်တွေကိုမွေးထုတ်ပြီး charman blue ကြီး bayern munich ရဲ့အာဏာဇက်ကိုပါဖြိုချခဲ့တယ်ဗျာပြီးတော့2010 2011ရာသီမှာ bonelli ကချန်ပီယံ2011 2012ရာသီမှာဆိုရင် bonelli ကရော charman cup ပါနှစ်ခုလုံးဆွတ်ခိုးပြီး double champion ဖြစ်ခဲ့တယ်ဒေါမွန်နဲ့ clock ကတိတ်ပြီးတမ်းမတဲကြ နီးစနစ်ပိုင်းလိုအပ်ချက်တွေရှိလာခဲ့တဲ့အပြင်အသင်းကပြန်ပြီးတော့မှအကြဘက်ကိုရောက်လာခဲ့တယ်။ဒီအချိန်မှာကလော့ဘက်ကနေကျွန်တော်ကဒေါမွန်အတွက်တင့်တော်တဲ့သူတယောက်မဟုတ်ဘူးဆိုပြီးជីជីပြူပြူနဲ့ပဲသူ့နေရာကိုဖယ်ပေးခဲ့တယ်။အဒီအချိန်မှာပဲကျွန်တော်တို့ပြောနေတဲ့သမိုင်းတွင်ပဲပြောင်းရွှေ့မှုကြီးတစ်ခုဖြစ်သွားခဲ့တာပါ။အဲ့အချိန်ကနေကျွန်တော်တို့ရဲ့တာမန်မဟုတ်တဲ့တာမန်လူတယောက်ကိုလီဗာပူးရဲ့ကွင်းမင်းသားကနေလက်သီးလက်မောင်းတန်းပြီးတော့တွေ့နေခဲ့ရတော့တာပါပဲ။ကဲဒီလိုလေးစားစရာကောင်းတဲ့လီဗာပူးရဲ့ကန်နဝင်နီးပြ ယာဂင်ကလော့စီကနေရလိုက်တဲ့သင်ခန်းစာတွေကတော့နံပါတ်1အချိုးတွေကနေသင်ယူတတ်ရမယ်နံပါတ်2ဘာတွေပဲကြုံလာကြုံလာအကောင်းဆုံးစူးစမ်းပြီးတော့ဒီဇိုင်းမမတ်လုပ်ရဲတဲ့တက်တီကိုမွေးရမယ်နံပါတ်3ဘေးရာကိုမဆိုးစိတ်ရောကိုပါနှက်ပြီးလုပ်ရင်အကောင်းဆုံးရလက်တွေကိုရလာလိမ့်မယ်ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ရောနီးပြိုင်ကလော့ကိုသူ့ရဲ့ဒုတိယအိမ်ဖြစ်တဲ့လီဗာပူးစီကိုပြန်လာစေချင်လားအကယ်၍မလာပြစ်တော့ဘူးဆိုရင်ရောကလော့ကိုဘေးအသင်းမှာနီးပြအဖြစ်နဲ့မြင်ကြလဲ ်ကွန်မန့်ထဲမှာဖြည့်သွားပေးအောင်နော်ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်